တနင်္ဂနွေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဒီတစ်ပတ်18ရက်၄၂025မှ23ရက်၄2025ဒီပဲဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေရဲ့ယင်ထဲမှာရှေ့တူဝါခဲနောက်ဆိုဝါခဲဆုံးဖြတ်ရန်ချက်တဲတွေဂျုံတဲ့ကိစ္စတွေကိုငါဘလို့လုပ်ရင်ကောင်းမလဲဘလို့ရှေ့ဆက်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ ိုယ့်ရဲ့မိသားစုတာယာချမ်းမြေပွဲပျော်ရွှင်စရာကောင်းသောနေရာတစ်ခုဖန်တီးဖို့ရှေ့ဆက်ပြီးတော့အေးအေးဆေးဆေးတာတာရရာအန္တရာယ်ကင်းကင်းနဲ့လေကောင်းလေတန်လေးလည်းရမယ်ကျမ်းမာရေးနဲ့လည်းကြိုက်ကြီးမယ်အဲ့ဒါလိုနေရာမျိုးကိုဒါကိုယ့်ရဲ့ယင်ထဲမှာရောက်ရှိဖို့နေထိုင်ဖို့ကိုဒါကိုယ့်ရဲ့ယင်ထဲမှာမျောလင့်တောင်းတနေပါတယ်အဲ့ဒီဘဝကံကြမ္မာတပြည်းပြည်းနဲ့ကောင်းသောပြောင်းလဲခြင်းတွေဖြစ်အောင်ဖို့ဖန်တီးဖို့ကိုဒါကိုယ့်ရဲ့ယင်ထဲမှာ မျောလင့်နေပါတယ်တောင်းတနေပါတယ်မမျောလင့်မဲ့ဘလို့ဟာမိုးကြုံမလဲဆိုလို့ရှင်တော့ဒေါသထွက်စရာကြုံမဲ့လုံးသမျှ၊ခိုင်သမျှ၊ပြောသမျှ၊ဆိုသမျှအရာခတ်သိမ်းအားလုံးဒေါသတွေနဲ့ပဲရင်ဆိုင်ရမယ်ကြုံရမယ်လို့ပြထားပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေမှာစိတ်ညစ်စရာပူပင်တော့ကအနေနဲ့တော့ခရီးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အပြန်လန်းတွေတွာလန်းတာလို့ လာလန်းဖြောင်းပါမလားစသည်အားဖြင့်အဲ့လိုဟာမျိုးတွာလာမှုနဲ့ပတ်သက်ပြီးလို့ပဲကိုမှာစိတ်ပူပန်မှုတွေအတွက်ကြောင့်စိတ်ညစ်မှုတွေဖြစ်နေရတတ်ပါလေငယ်ရွယ်တဲ့တင်းငွေသားသမီးတို့ရဲ့ကန်ဆာတာမှာဆိုလို့ရှင်တော့တလောကလုံးအံဩတွာလောက်အောင်ကိုယ့်ရဲ့ဘဝမှာကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေကြုံတွေ့ရမယ်မမျှော်လင့်မဲ့သူတော်စင်သူတော်ကောင်းတွေနဲ့တွေ့ရသလိုမျိုး ဝိဇ္ဇာတွေသူတော်စင်တွေမလိုက်သလိုမျိုးဘဝမှာကောင်းသောပြောင်းလဲတိုးတက်ခြင်းအောင်မြင်ခြင်းတွေရရှိပါလိမ့်မယ်လေဗျာချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့လို့ရှင်လဲကောင်းသောလမ်းကွဲခြင်းမျိုးတွေဒီကာလအတွင်းမှာကြုံတွေ့ရပါလိမ့်မယ်ကိုယ့်ရဲ့ချစ်သူကကိုယ့်အပေါ်ရုပ်တရက်လိန်ညာခဲ့တဲ့ဟာတွေအတွက်နဲ့ပဲရှစ်ဆက်အကောင်းဆုံးဖန်တီးရတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့အိမ်တော်ရှင်မိတ်ဆွေများအဖို့ကတော့ ကိုယ့်ရဲ့အိမ်တော်ဘက်ကိုယ့်ရဲ့ချစ်သူနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမကြင်မချမ်းဖြစ်မဲ့ဒေါသထွက်မဲ့ဝမ်းနည်းမဲ့စိတ်ကြီးမဲ့အဲ့ဒါလိုအကြောင်းအရာတွေနဲ့ရှေ့ဆက်ရတာမျိုးဖြစ်ပေါ်တတ်ပါတယ်။သူ့ကိစ္စတွေအရာအားလုံးကိုကခွင့်လွှတ်တယ်။ဘာမှအပြစ်မမြင်ကိုယ့်ရဲ့အပြစ်ကြတော့ तू ကအပြစ်မရှိအပြစ်ရှာပြီးရန်လုတဲ့ဆိုတဲ့အတွက်ကြောင့်စိတ်ညစ်မှုတွေဖြစ်ပေါ်နေရတတ်ပါတယ်။ဒါကအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ဘဝကံကြမ္မာအခြေအနေပါပဲ။ ီကာလအတွင်းမှာသီဝါသနာပါလို့ထီထိုးခြင်းနဲ့မိษွေတွေကတော့ထိုင်ကုန်နေရဲ့နီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိษွေအတွက်အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံနာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့အတောင်မှန်တရဝအတောင်မှန်ပါသောတရဝများကိုလှုပ်ပေးခြင်းနောက်ပြီးတော့အစာအာဟာရကျွေးမွေးခြင်းအဲ့လိုလှုပ်ခြင်းအားဖြင့်အညံ့တွေအလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်းကျွန်တော်ရဲ့တပတ်စာပေးတင်ကိုဒီမှာပဲဒီကုန်းချုပ်ပြရစီ ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးနှစ်သိက္ခာနဲ့စတင်ပြီးဘဝတသက်တာအတွက်အောင်မြင်မှုအဖျားပြားရရှိပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာကျွန်တော်ကျော်စင်ဟိန်ဖတ်အောင်ပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးအရောက်တိုင်းအရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုဝါပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာဆက်လက်ပြီးတော့တင်းလာသားသမီးတွေအတွက်တင်းလာသားသမီးတွေအတွက်18ရက်4လ2025မှာ23ရက်4လပိုင်း2025ဒီပဲဖြစ်ပါတယ် တနင်္လာသားသမီးတွေရဲ့ယဉ်ထဲမှာအားလုံးနဲ့ချစ်ခင်ဖို့သင်မြတ်ဖို့အရာအားလုံးနဲ့ပျော်ပျော်ရွှင်ရွှင်တိုက်တိုက်ဝုန်းဝုန်းဖြစ်ဖို့ပေးစရာရှိတဲ့ကိစ္စရစရာရှိတဲ့ကိစ္စတွေအားလုံးအဆင်ပြေအောင်လုပ်ဖို့ကိုအခုယဉ်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ဘဝတစ်လျှောက်လုံးမှာအောင်မြင်အောင်ကြီးပွားအောင် လုပ်မယ်။အရင်အရင်နှစ်ကကြုံတွေ့ခဲ့ရတဲ့ဟာတွေကိုသင်ခန်းစာယူပြီးတော့ဘဝမှာ ရှေ့ဆက်ပြီးတော့အောင်မြင်အောင်တိုးတက်အောင်စူးစမ်းမယ်ဆိုတာတွေဒါကိုယ့်ရဲ့ယဉ်ထဲမှာမျောလင်းတောင်းတနေပါတယ်။ မမျော်လင့်မဲ့တလင်းနာသားသမီးတွေဘလို့ဟာမိုးကြုံမလဲအားလုံးနဲ့ချစ်ခင်ချင်းသိမြတ်ချင်းမေတ္တာရည်ရည်တွေနဲ့ပတ်သက်ပြီးပွင့်လန်းချင်းလူချစ်လူခင်ပေါ်များချင်းအဲ့တော့ချစ်သူနှစ်ဦးကြားမှာဗျာများချင်းတန်ဟောစဉ်ထားမယ်နှစ်မျိုးနှစားကြားမှာခုမှစိတ်ညစ်ပူပန်မှုတွေကောင်းအကောင်းလွန်တဲ့အတွက်ကြောင့်စိတ်ညစ်ရတာမျိုးတွေဖြစ်ပေါ်ရတတ်ပါတယ်တနင်္လာသားသမီးတွေမှာစိတ်ညစ်ဆရာနဲ့ပတ်သက်ပြီး တော်ရွာအဝေးနဲ့အဲ့ဒါလိုအကြောင်းပြုပြီးတော့ကို့မှာအနှဲငယ်စိတ်ညစ်စရာတွေဂျုံတွေးရတတ်တယ်။ဘာကြောင့်လဲဆိုတော့ကို့ရဲ့ဝါသနာဇယိုက်နဲ့မကိုက်ညီတဲ့အတွက်ကြောင့်စိတ်ညစ်ရတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်။တနင်္လာသားသမီးငယ်ရွယ်တဲ့မိတ်ဆွေများအတွက်ကတော့ပူပင်တော့ကဟူသမျှဒီချိန်ကနေစတင်ပြီးတော့အကောင်းဘက်ကိုဘုန်းနဲ့ဆိုပြောင်းသွားပါလိမ့်မယ်။အဲ့တော့အခုလောလောဆယ်မှာတနင်္လာသားသမီးတွေကံကောင်းနေတယ်ပျော်ရွှင်နေတယ်ဆိုလို့ရှိရင်မကြခင်မှာဝုန်းနဲ့ဆိုပြီးတော့စိတ်ညစ်စရာတွေလာတတ်တယ်ဗျာ။ အဲ့တော့စိတ်ညစ်စရာဟူသမျှပူပင်တော့ကဟူသမျှဒီချိန်ကနေစတင်ပြီးတော့ကင်းစင်ပပျောက်ပြီးတော့အကောင်းဘက်ကိုပြောင်းသွားပါလိမ့်မယ်လို့ပြထားပါတယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးလို့ရှင်လဲအဆင်ပြေနေတဲ့ဟာတွေကပြုံးဆိုပြီးတော့အဆင်မပြေတဲ့ဘက်ကိုပြောင်းသွားမယ်အဆင်မပြေတဲ့တနင်္လာသားသမီးတွေကလည်းကံကောင်းတာတွေအဆင်ပြေတာတွေနဲ့ကြုံပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ ်အဲအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကန်ဆိုးတာတွေလာတတ်တယ်ကိုဘကကောင်းမဲ့ထင်းပြီးလုံလိုက်တဲ့ကိစ္စတွေကအဆိုးတွေနဲ့ရင်ဆိုင်ရတာအဲ့တော့ကိုကိုကိုငါကောင်းနေပြီဆိုပြီးတော့လုံလိုက်တာတွေကစိတ်ညစ်စရာတွေနဲ့ဂျုံရတာအဲ့လိုဟာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အိမ်အောင်ရဲ့အခြေအနေကတော့ကန်ဆိုးမိုးမောင်းလာတတ်တယ်လို့ပြထားပါတယ် ဒီဝါသနာပါလို့ဒီတို့ကျင်တဲ့မိတ်ဆွေတွေကတော့အလုတ်ကျန်းလုံနေတဲ့သူတွေရဲ့အနီးအနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံနာတွေပြေပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့အဝေးတနေရာသွားမဲ့သူခရီးသွားမဲ့သူများကိုလမ်းစိတ်လှူခြင်းအားဖြင့်စားစိတ်လှူခြင်းအားဖြင့်ကို့အတွက်အညံ့နေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်တနင်္လာသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီ တင်းနာတောင်းမီအားလုံးယခုနှစ်သက်ကနေစတင်ပြီးတော့ဘဝတသက်တာအတွက်ကြံတိုင်းအောင်လို့ဆောင်းတိုင်းမြောင်းနိုင်ကြပါစေလက်လာပါရှင်လန်းပါစေလို့ကျွန်တော်ကျော်စိန်ဖန်ကဆန္ဒပြုပါတယ်မေတ္တာပို့ပါတယ်အင်္ဂါသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသာသမီတွေအတွက်14ရက်အဲ16ရက်4လ2025မှာ23ရက်2004လပိုင်း2025ဒီပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါသာသမီတွေရဲ့ယင်ထဲမှာ နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးရေရှည်အတွက်ကြကြနာနာပြင်ဆင်မှုစ조사မှုတယောက်တည်းနေရာမှာကိုသိတယ်အထူးကြံမှာသိတယ်အချိန်တိုင်းကိုခွဲသွားကြမှာသိတယ်အဲ့ဒီဟာတွေအတွက်ကိုကြိုတင်ပြင်ဆင်ဖို့အကြောင်းတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်အာဟုသူတစ်ဖက်ကုသူတစ်ဖက်အဲ့တော့ဖြူစင်တာတစ်ဖက်မဖြူစင်တာတစ်ဖက်အဲ့တော့အဲ့ဒီယာထဲမှာကိုကကြကြနာနာရှေ့ဆက်နိုင်ဖို့ရှောင်းနှမ်းနိုင်ဖို့ကိုဒါကိုရင်ထဲမှာတွေးတောနေပါတယ် ညောလင်တောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့ဘဝကံကြမ္မာတဖြည်းဖြည်းနဲ့ကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေဖြစ်အောင်အလှည့်အပြောင်းတွေလောင်အောင်လို့စောင့်မယ်။အဲ့ဒီအချိန်ကားတွေကိုလည်းကြာကြာနာနာစောင့်နိုင်တယ်။စောင့်နိုင်အောင်လည်းကြိုးစားမယ်ဆိုတဲ့ပုံစံမျိုးဒါကိုယ့်ရဲ့ရင်ထဲမှာညောလင်တောင်းတနေပါလေ။မညောလင်မဲနဲ့ဘလို့ဟာမှုကြုံမလဲဆိုလို့ရှင်တော့အင်္ဂါသားသမီးတွေဘေးကျန်နေကြအကျက်သေးတွေကြုံတွေ့ရတတ်တယ်။အဲ့တော့ရှေ့ဆက်ပြီးတော့ကို့မှာအတွေးတွေနဲ့ပဲရှေ့ဆက်ရတာမျိုးအတွေးတွေနဲ့ ကြက်သိမ့်နေတာမျိုးအတွေးတွေနဲ့စိတ်ညစ်နေတာမျိုး မျောလင်းချက်တွေနဲ့အဲ့လိုမရတာမျိုးအဲ့လိုပုံစံမျိုးတွေဖြစ်ပေါ်တတ်ပါတယ်စိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့အဝေးတနေရာကတရင်ကောင်းဆက်သွယ်ကောင်းတွေလိုချင်တယ်ငွေကြေးတွေနဲ့ပတ်သက်ပြီးကိုစုဆောင်ထားတာတွေရှာဖွေခြင်းနဲ့ဟာတွေ ဘာတစ်ခုမှအဆင်မပြေတာအဖက်မတင်တာတွေကြုံတွေ့ပြီးစိတ်ညစ်ရတာမျိုးကြုံတွေ့ရတတ်တယ်။အဲ့တော့ငွေကြေးတွေထွက်တဲ့အတွက်ကြောင့်စိတ်ညစ်မှုတွေလို့ပြန်ထားပါဗါး။ငယ်ရွယ်တဲ့အင်္ဂါသားသမီးတို့ရဲ့ကာဇာတာမဒေါသထွက်စရာစိတ်ဒူးစရာအစင်မပြေမှုတွေကြုံတွေ့ရတတ်ပါတယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးလို့ရှင်လဲဒေါသတန်ရန်လိုတန်တွေနဲ့ကိုယ့်အပေါ်ဆက်ဆံခြင်းတွေကြုံတွေ့ရပါလိမ့်မယ် အိမ်အောင်ရှင်မိတ်ဆွေများပို့ရတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကိုဆုံရှုံရမှာဝေးကွာရမှာကိုချစ်တဲ့သူတွေနဲ့အစမတန်ဝေးကွာရမှာပူပင်တော့ကဂျုံရမှာတွေအတွက်ကိုပဲဒါကိုယ့်ရဲ့ရင်ထဲမှာရင်မဆိုင်ရဲပြီးတော့တွေးပြီးစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်တယ်လူဆိုတာအချိန်တိုင်းခွဲရမှာပါပဲဒီဝဒနာပါလို့ဒီလိုချင်တဲ့မိတ်ဆွေများပို့ရတော့ဈေးဆိုင်နေ အနီနာသို့မဟုတ်ချိန်ဝင်နေအနီနာအဲ့အနီနာမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်အဲ့လိုမို့လို့ရှိရင်လှေကားအတက်ဆင်းနေနာမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်အဲ့နှစ်နေရာကိုအာယုံစိုက်ပြီးတော့ရှားကြည့်ရရအနေနဲ့ကတော့ကိုယ်အိမ်မှာ တင်းကူအိမ်တွေအမိုက်တရိုက်တွေအဲ့လိုဟာမိုးတွေရှင်းလင်းခြင်းအားဖြင့်အညံ့တွေအလုံးပြေပြောက်သွားပါလိမ့်မယ်အိမ်တန်ရှင်းရေးလုပ်ပေးပါကဲဒီလောက်ပါပဲဘုဒ္ဓဘူးသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဘုဒ္ဓဘူးသားသမီးတွေရဲ့ယဉ်ထဲမှာမျက်နှာပွင့်လန်းခြင်းနဲ့ပျော်ပျော်ရွှင်ရွှင်လောကလယ်မှာဖြတ်တန်းခြင်းနဲ့အဲ့ဒီလိုစိတ်ဆန္ဒတွေအခုယဉ်ထဲမှာစဉ်းစားနေတယ်ကျမ်းမာရေးတွေကောင်းခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့လုံသမျှကဲ့သို့မြတ်အရာခတ်သိအောင်မြင်ခြင်းနဲ့အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးသူများတဲ့ထူးထူးခြားခြားကောင်းမွန်အောင် ကိုယ့်ရဲ့ဉာဏ်ထဲမှာစဉ်းစားတွေးတော့နေတယ်။အခုဟောပြောမှုကတော့18ရက်4လပိုင်း2025မှာ23ရက်4လ2025ထိပဲဖြစ်ပါတယ်။မျောလင်းတောက်တရည်ရွယ်ချက်ကဘုဒ္ဓဘုသားသမီးတွေမှာအဝေးတနေရာကိုသွားဖို့လက်ရှိနေရာကိုစွန့်ခွာပြီးကြောခိုင်းပြီးတော့အောင်မြင်တဲ့နေရာလေးကိုဖြတ်သန်းနိုင်ဖို့သွားလာနိုင်ဖို့ကိုဒါကိုယ့်ရဲ့ဉာဏ်ထဲမှာမျောလင်းတောက်တနေပါတယ်။မမျောလင်းမဲဘယ်လိုမှမကြုံမလဲဆိုလို့ရှင်တော့ မိသားစုတွေနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေပြန်ပြီးအဆင်ပြေမှာအရင်တော့စိတ်နေတာတွေပြန်ပြီးတော့ချစ်ခင်မှုကျင်နာမှုယူရမှုတွေကြုံတွေ့ပါလိမ့်မယ်အနောက်ရှက်တွေအားလုံးကင်းပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝမှာရှေ့ဆက်နိုင်ပါလိမ့်မယ်တဲ့ဗျာစိတ်ညစ်ဆရာပူပင်တော့ကအနေနဲ့ကတော့အဝေးတနေရာကိုအကြောင်းပြုပြီးတော့ယနေ့အချိန်ထိမျောလင့်တောင်းတစေမျောလင့်စေဆိုတဲ့အရာတွေကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်တယ်တချို့ဟာတွေကမိပလိုက်တာကောင်းတယ် မမိပဲနဲ့ရင်ထဲမှာစဉ်းစားနေပူလောင်တာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ပူလောင်တဲ့တံကိုမခံပါနဲ့စိတ်ညစ်တဲ့တံကိုလည်းမခံပါနဲ့စိတ်ချမ်းသာမယ့်ဟာတွေပဲတွေးပါဘုရားဘုရားသခင်ငယ်ရတဲ့မိတ်ဆွေများဘုရားတော့ဒီကာလတွေမှာသူများတွေထူးထူးခြားခြားတတ်တော့ပြောင်းလှလှပပဖြစ်လာပါလိမ့်မယ်ချစ်ချင်းမြတ်တာနဲ့ပတ်သက်လို့ကလည်းကိုကိုကို အထင်ကြီးတယ်ကိုကိုကိုမာနာကြီးပြီးတော့အဆင်မပြေမှုတွေကြုံတွေ့ရပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများဘူးကတော့အိမ်နီးနားပတ်ဝန်းကျင်ကြောင့်ကိုရဲ့အိမ်အောင်ရေးမှာအဆင်မပြေမှုတွေဖြစ်တတ်ပါတယ်ကိုရဲ့အိမ်အောင်ဘက်ကချစ်ခင်မှုယူရမှုကျင်နာမှုတွေမရရှိတဲ့အတွက်ကြောင့်ကိုမှစိတ်သောကရောက်เสียရတယ်ဖြစ်တတ်ပါတယ် သူ့ရဲ့အလုပ်ကိုပဲဦးစားပေးတယ်ဆိုတဲ့အတွက်ကြောင့်စိတ်ကျင့်ရတာမျိုးကို့ကိုဂယူးမဆိုင်တဲ့အတွက်ကြောင့်စိတ်ကျင့်ရတာမျိုးအဲ့လိုဟာမျိုးနှစ်ခုကြောင့်ဖြစ်တတ်ပါတယ်အဲ့တော့သူ့အလုပ်ကိုသူဦးစားပေးတယ်ဆိုတဲ့အတွက်ကြောင့်ကို့ကိုလည်းသူဦးစားပေးပါပါသူ့ရင်ထဲမှာကိုမရှိတာမဟုတ်ပေါ့ရှိပါတယ်အဲ့တော့ကို့ကမြင်အောင်မကြည့်တတ်ဘူးသလိုမြင်အောင်မကြည့်တတ်တာပါနော်အဲ့တော့မြင်အောင်ကြည့်လိုက်ပါဒီဝါနာဘာလို့ထီတို့ကျင်တဲ့မိတ်ဆွေတွေကတော့ကို့အိမ်မှာကို့အိမ်အနီးနားမှာ အိမ်မွေးတိရစ္ဆာန်ကြောင်လေးတော်၎င်းခွေးကလေးတော်၎င်းအဲ့ဒါလို့ဟာမူလာနဲ့အိတ်လေအိတ်တာရှိတဲ့နေရာနေတတ်တဲ့နေရာများများမှာရှားကြည့်ပါအဲ့ဒီနေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ကဲညံ့တာတွေပြည်ပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အားအနေနဲ့ကတော့ခยีသွားမဲ့သူများကိုလမ်းစိစားစိ အဲ့ဒီဟာလေးလှူလိုက်ပါအဲ့ဒါဆိုလို့ရှင်တော့ကို့အတွက်အညံ့နေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်ကျွန်တော်ရဲ့ဟောပြောမှုကတော့ဒီမှာပဲညီကုန်းချုပ်ပါပြီကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39995380358ပဲဖြစ်ပါတယ်ကဲဗုဒ္ဓဘူသာမိမိတ်ဆွေများအားလုံးကျမ်းမာချမ်းသာလို့ဆန္ဒပြုဝါပါစေယခုချိန်ရက်နဲ့စတင်ပြီးတော့အကောင်းကအကောင်းဆုံးစူးစမ်းဖန်တီးတည်ဆောက်နိုင်ပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျာကျွန်တော်ကျော်စိန်ခံပါ ဂျာသာပတိသာသမိမိတ်ဆွေများအားလုံးမင်္ဂလာပါဂျာသာပတိသာသမိတွေအတွက်18ရက်4လ2025မှာ23ရက်4လ2025ဒီပဲဖြစ်ပါတယ်ဂျာသာပတိသာသမိတွေရဲ့ယင်းထဲမှာဘေးပတ်ဝန်းကျင်နဲ့အဆင်ပြေဖို့ကိုယ့်ကိုယ်ကိုဩဇာအာဏာကြီးမားအောင်လုပ်ဖို့ကြုံတွေ့နေရတဲ့အခက်အခဲတွေလွတ်မြောက်အောင်ဖန်တီးပေးနိုင်ဖို့သူများကိုလည်းကူညီနိုင်ဖို့ကိုဒါအဲ့လိုအကြောင်းအရာတွေကိုအခုယင်းထဲမှာစဉ်းစားတွေးတော်နေတယ် မျောလင်တောင်းတရည်ရွယ်ချက်ကတော့မိသားစုလိုက်ဒီတဲ့ကောင်းတဲ့နေရာမှာနေထိုင်ဖို့ရွှေပြောင်းဖို့သွားလာဖို့အန္တရာယ်ကင်းတဲ့နေရာလေးတစ်ခုဖန်တီးဖို့တိစောက်ဖို့ဟိုဒါကိုရဲ့ရင်ထဲမှာမျောလင်တောင်းတနေပါတယ်မမျောလင်မဲ့ဘယ်လိုဟာမျိုးကြုံမလဲဆိုလို့ရှင်တော့အကြောင်းမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လဲဆုံတွေ့ရတာရက်ဆိုင်ထားတဲ့အလုပ်တွေပြိုကျသွားတဲ့အလုပ်တွေနောက်တစ်ကြော့ပြန်ပြီးတော့ဖန်တီးရတာစူးစမ်းရတာမျိုးတွေကြုံတွေ့ပါလိမ့်မယ် စိတ်ညစ်စရာပူပင်သောကအနေနဲ့ကတော့မိသားစုအတွင်းရေးကိုတွေးပြီးတော့ကိုယ်မှာစိတ်သောကပူပင်မှုတွေများနေရတတ်ပါတယ်အဲ့တော့မတွေးပါနဲ့ကိုယ့်ရဲ့မိသားစုကအတွေးခွန်ညံ့တယ်အဲ့ဒီအတွေ့အကြုံစိတ်ညစ်နေရတယ်လို့ပြထားပါတယ်ကိုယ်တွေးသလိုတွေးရင်ကိုယ်လှုပ်သလိုလှုပ်ရင်အရာအလုံးအဆင်ပြေတာကြာလှနေပြီပေါ့နော်အဲ့တော့ကိုတွေးလို့မတွေးတဲ့အတွက်ကြောင့်သူတို့ဒုက္ခရောက်တယ်လို့ပြန်ထားပါဗျ ငယ်ရွယ်တဲ့ကျန်သာရေးသားသမီးတွေကန်စတာမှာဘဝနောင်ရေးအတွက်ကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့အဆင်ပြေဖို့အကုန်လုံးကိုငါဘယ်ကနေဘလို့စပြီးစူးစမ်းရင်ကောင်းမလဲဘလို့ဖန်တီးရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကြောင့်အခုစဉ်းစားရင်းနဲ့ခေါင်းဆားနေတတ်တယ်အဲ့တော့အခြေရင်းနဲ့ပတ်သက်လို့ရှင်လဲလိန်ညာတွေခံရတဲ့အတွက်ကြောင့်နောက်ထပ်ချစ်ရမှာတော့ကြောက်နေတာမျိုးဖြစ်ပေါ်တတ်ပါတယ် အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ပြဿနာတစ်စုံတရာကြောင့်အိမ်အောင်ရဲ့အဆင်မပြေမှုဖြစ်တတ်တယ်ကိုယ့်ရဲ့အိမ်အောင်ဘက်ကပြဿနာပေါင်းစုံကြောင့်ကိုယ်မှာရောပြီးစိတ်ညစ်ရတာမျိုးကြုံတွေ့ရတပါလိမ့်မယ်ဒီဝါသနာပါလို့ဒီလိုချင်းနဲ့ဇာတာပလေးသာသမီများကတော့စားတော့ဆိုင်နေရောက်တဲ့အခါမှာလက်ဖေးဆိုင်ပဲဖြစ်ဖြစ်စားတော့ဆိုင်ပဲဖြစ်ဖြစ်အဲ့လိုနေရာမျိုးတွေမှာကိုထိုင်ကုန်နီးနားမှာရှားကြည့်ပါကိုထိုင်နဲ့ခုံပေးပါရှားကြည့်အဲ့နေရာမှာမိတ်ဆွေတို့ အကျိုးပေးသောကဏ္ဍတစ်စုံတရာတွေ့ရပါလိမ့်မယ်။ညနာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့အနေနဲ့ကတော့ကိုယ်အစားအချင်ဆုံးကိုယ်အကြိုက်ဆုံးဟင်းလျာတမျိုးမျိုးကိုယဟန်တန်ကသီလရှိတဲ့သူများကိုလှူဒန်းခြင်းအားဖြင့်စွန့်လောင်းခြင်းအားဖြင့်ပို့ပေးခြင်းအားဖြင့်ကိုယ့်အတွက်ကံကောင်းတာတွေကြုံတွေ့ပါလိမ့်မယ်။ကဲ ဂျာသာပရိသသမီးများဖို့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုဆက်ပြီးတော့ပေးနေမေးလို့ရပါတယ်တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါတောက်ကြသားသမီးတွေအတွက်ဆက်ဖွန်နေရဲ့၄လ2025မှာ23ရက်၄လပိုင်း2025ဒီပဲဖြစ်ပါတယ်တောက်ကြသားသမီးတွေရဲ့ရင်ထဲမှာမိသားစုလိုက်စီစီလုံးလုံးချင်းချင်းနာနာမရှိတဲ့ကိစ္စတစ်ပွဲတစ်ပြားစီ ဖြစ်တဲ့ကိစ္စအပူပေါ်အပူဆင့်ပြီးတော့ပူလောင်မှုတွေကြုံတဲ့ကိစ္စအဲ့လိုအကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားပြီးတော့နေတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့အနောက်ရှက်ကင်းကင်းအာဟုတုကင်းကင်းနဲ့အသက်မွေးဝမ်းကြောင်းပြုဖို့နောက်ရှက်မှုတွေကိုသူများဒီချိန်ကနေစတင်ပြီးတော့သင်ကန်းစာယူပြီးရှေ့ဆက်ပြီးအကောင်းဆုံးဖြစ်ဖို့ဖန်တီးဖို့ကိုဒါခုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။မမျောလင်းမဲ့ဘလို့အာမို့ကြုံမလဲဆိုလို့ရှင်တော့စိတ်လေစိတ်လွင်နေကြုံတွေ့ရတတ်တယ်။လုံးသမ ्या အမားတွေပဲကြုံတွေ့ရတတ်တယ်။ မှန်မှန်သိရတဲ့နောက်ကိုပြန်မဆုံနိုင်တာမျိုးတွေကြုံတွေ့ရတတ်တယ်။စင်ရဆရာပူပင်တော့ကအနေနဲ့တောက်ကြသားသမီးတွေမှာကိုယ့်ရဲ့ငယ်ဝယ်တဲ့သူတွေတော်၎င်းကိုဝါသနာပါရာ အလုံးတစ်ခုခုကိုကိုတော်၎င်း မလုံနိုင်မှာ မဖြစ်မှာကိုတွေးပြီးစိုးရင်စိတ်ပူပင်စိတ်တွေများနေရတတ်ပါတယ်။ငယ်ဝယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာဆိုလို့ရှင်တော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးမိမိနှလုံးသားကိုမိမိရက်ဆက်စွာစရိပ်ပြခြင်းနဲ့ မလုတ်တင်တာမလုတ်ဘူးမလုတ်ခိုက်တာပေါ့မလုတ်ဘူးငါနှလုံးသားအောင်ငါကြာကြာနာနာပရိအုပ်မဲ့ထိမ့်မဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့ရှစ်ဆက်ရမယ်အဖြစ်မျိုးခြုံတွေ့ရပါလိမ့်မယ်အဲ့တော့အချက်တွေကျိုးနေဖြစ်မဲ့ကိစ္စကိုမလုတ်ဘူးဆိုတော့ဒါအဲ့လိုသိပြီဆိုတဲ့ကမိမိကသူတော်ကောင်းပဲသူတော်စင်ပဲကောင်းတဲ့စိတ်ရင်ထဲမှာကိန်းအောင်နေတယ်အဲ့တော့ရှစ်ဆက်ပြီးတော့သင်ပေတော့မှဒုက္ခမရောက်ပါဘူးလို့ကျွန်တော်တော့ထင်ပါလေဗျကဲအဲ့တော့ အိမ်တော်ရှင်တောက်ကြသားမိများဖူပါတော့မိသားစုကိုစွန့်ခွာဥစ္စာပစ္စည်းကိုစွန့်ခွာအရာအလုံးကိုစွန့်ခွာပြီးတော့အေဂျင့်ရဲ့နေရာနိုင်ပါရင် ရှိမဲ့နေရာကိုထွက်သွားခြင်းနဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်တတ်ပါတယ်အဲ့လိုထွက်သွားခြင်းမှာတော့ဒီအိမ်တော်ကြီးကိုတော်တော်စိတ်ကုန်စရာတွေဖြစ်တတ်ပါတယ်အဲ့ဒီအတွက်ကြောင့်အဲ့လိုထွက်သွားခြင်းနဲ့စိတ်ဆန္ဒရှိတာပါဒါပေမဲ့နောက်တစ်ချိန်နဲ့ထွက်ရမှာပါအဲ့တော့ခဏခဏထွက်တယ်တော့မလုံးနဲ့တခါဆုံးဖြတ်ပြီးရင်ဒါတိုက်ထွက်ပြန်လဲလာဖို့ မမစင်စားနဲ့အဲ့အတိုင်းလုံနိုင်မလားလုံနိုင်မယ်ဆိုမှထွက်နော်မလုံနိုင်မဲနဲ့ဝင်ကြီးထွက်ချီတော့မလုံတော့ဝင်ကဆွလို့ထွက်လိုက်ဝင်လိုက်တော့မလုံနဲ့နော်အဲ့တော့အဲ့ဒါဆိုကိုယ်ကိုဘယ်သူမှအထင်ကြီးပါမဟုတ်ဘူးအလကားပါွာဆိုတဲ့ပုံစံကိုဖြစ်သွားမှာပေါ့နော် ကဲဒီဝါသနာပါလို့ဒီရိုးကျင်တဲ့တောက်ကြသားမီးများကတော့ငဲစင်တောင်ကြီးခလေးဘွားကတန်ဟောစင်ဖြစ်ခဲ့ရတဲ့ကိုချစ်ရတဲ့သူရဲ့အမိနာမကိုတိတ်ကောက်ခြင်းအားဖြင့်ကို့အတွက်အချိုးပေးသောကနန်းတစုံတရာဖြစ်သွားပါလိမ့်မယ်။ညနာတိပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရရနဲ့အနေနဲ့ကတော့မိမိအိမ်ကို တောက်တော့ပြောင်းပြောင်းလှလှပပတန်းတန်းရှင်းရှင်းဖြစ်အောင်ပြုပြင်မွမ်းမံခြင်းလှပအောင်ချေးစေးတွေချေတာခြင်း ြုတ်ပြင်းမုံမှန်ခြင်းတွေလှုပ်လိုက်ပါကိုတက်နိုင်တဲ့ပုံစံမျိုးလှုပ်လိုက်အဲ့ဒါဆိုလို့ရှင်ကို့အတွက်ကံကောင်းသွားပါလိမ့်မယ်လက်ပွင့်သွားပါလိမ့်မယ်အညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်နော်ကဲတောက်ကြသားသမီးများတို့အတွက်ကတော့ဒီလောက်ပါပဲစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်18ရက်4လ2025မှာ23ရက်4လ2025ဒီပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယင်ထဲမှာ ယောက်ျားနှောက်ရက်မိန်းမနှောက်ရက်ဂျုံတဲ့ကိစ္စမနိုင်ဝင်ထမ်းရတဲ့ကိစ္စမကျွမ်းကျင်တော့လုပ်တွေကိုအစပြုပြီးတော့လုပ်တဲ့ကိစ္စတွေကိုအခုရင်းနှီးမှစဉ်းစားတွေ့တော်နေတယ်။နောက်တစ်ခုကငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စသူများသူများကိုကိုကပေးလိုက်တော့လွယ်လင်းတကူပဲပြန်တောင်းဖို့ကြခက်ခဲတဲ့ကိစ္စကိုကသူများစီကယူလိုက်တော့လွယ်လင်းတကူပဲပြန်ပေးဖို့ခက်ခဲတဲ့ကိစ္စအဲ့ဒါလို့နှစ်မျိုးနှစ်စားလုံးကိုကိုမှစဉ်းစားတွေ့တော်နေရတဲ့မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ မိမိရဲ့ရှေ့ဆက်ရမယ်ခရီးအောင်အောင်မြင်မြင်ဖြစ်ဖို့မဆုံးရှုံးဖို့မကုန်ဖို့အလဟတမဖြစ်ဖို့ဆုံးဖြတ်ချက်တွေမမှားအောင်ဆက်လက်ကြိုးစားနိုင်ဖို့ကိုဒါကိုရင်ထဲမှာမျှော်လင့်တောင်းတနေတယ်မမျှော်လင့်မဲဘယ်လိုဟာမျိုးကြုံမလဲကိုမျှော်လင့်တယ်လို့ကိုတွေးထားတဲ့ကိစ္စတွေမမျှော်မဖြစ်ဘဲနဲ့မမျှော်လင့်မဲရုပ်တရက်ရင်းໃຫရင်တင်းဆောင်လွဲချော်မှုတွေကြုံတွေ့ရတတ်တယ်စိတ်ညစ်စရာအနေနဲ့ကတော့ ကိုယ့်ရဲ့မိသားစုကိုပျော်ပျော်ရွှင်ရွှင်တတရရအေးချမ်းချမ်းဘေးကင်းကင်းနဲ့ဝင်းဝင်းထွေးထွေးချင်းချင်းနာနာနဲ့မိသားစုဥမပွဲတိုက်မပြည့်ဖြစ်ဖြစ်ချင်တယ်ဖြစ်စေချင်တယ်နေစေချင်တယ်အဲ့ဒီအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့စနေသားသမီးတွေကန်ဆာတာမှာကိုယ့်ကိုယ်ကိုပဲအားကိုးတယ်ဘသူ့ကိုမှအားမကိုးဘူးဘသူ့ကိုမှမယုံဘူးဆိုတဲ့အတွေးတွေကြောင့်ကိုယ့်ကိုယ်ကိုပူလောင်မှုတွေတိုးတဲ့တိုးတာမျိုးဖြစ်တတ်တယ်တချို့ဟာလည်းကြတော့ သူများကိုအားကိုးရတယ်ကိုကိုနိုင်လုံးလို့မရဘူးလေเนาะဆရာဝန်ကစေးကူတာပဲတတ်မှာပေါ့เนาะအချုပ်တာတတ်မလားမတတ်ဘူးလေအချုပ်တဲ့သူကရောစေးကူတာတတ်မလားမတတ်ဘူးလေဘေးရင်ဟောတဲ့သူကလည်းဘေးရင်ပဲဟောတတ်တာလေစပင်မညက်တတ်ဘူးစပင်ညက်ပယ်ဆိုလို့ရှိရင်ဘေးရင်ဆရာလည်းသူများစီကိုကောင်းကြီးထိုးပေးရတာပဲမဟုတ်ဘူးလားအဲ့တော့အဲ့ဘေးရင်ဆရာကလည်းသူ့ဘေးရင်မေးဖို့စိတ်ညစ်နေတယ်ကံညက်နေတယ်ဆိုဘေးရင်ဆရာကိုပဲအားကိုးရတာလေ เนาะသူ့ဟာသူဒီဟိုဒီဒီတိလို့မရဘူးဗျအဲ့ဒီအတွက်ကြောင့်အရာအားလုံးကကိုကျွမ်းကျင်တဲ့နေရာမှာကိုကဆရာပဲကိုမကျွမ်းကျင်တဲ့နေရာမှာကိုကတပည့်ပဲလို့နားလည်လိုက်ပါကဲအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ပတ်ဝန်းကျင်နဲ့လဲအဆင်မပြေတာတွေပြန်လဲသိမြတ်သွားမယ်နောက်ပြီးလူနေမှုအဆင့်တန်းမြင်မှားသွားမယ်အဲ့တော့ဒီကာလအတွင်းမှာကိုယ့်ရဲ့အိမ်အောင်ဘက်တောင်မှပဲမတထာပဲနဲ့ ချို့ချမ်းချွေးကျင်တဲ့ချွေတာကျင်တဲ့စူဆောင်းကျင်တဲ့နောင်ရည်အတွက်စိတ်အေးရအောင်ကြိုးစားကျင်တဲ့စိတ်ဆန္ဒတွေအကောင့်တွေပေါ်ပြပါလိမ့်မယ်အဲ့ဒီအတိုင်းတွေဖြစ်လာပါလိမ့်မယ်ဒီကနေရှေ့ရှေ့ဆက်ပြီးတော့လေးလလောက်ဒီကံကောင်းတာတွေကြုံပြရပါလိမ့်မယ်ဓိဝသနာပါလို့ဓီလိုကျင်တဲ့စနေသားသမီးတွေကတော့မိချောင်းရေမြောင်းစသည်အပြင်အဲ့လိုအနီးနားတွေရဲ့ နဖူကနဖူပေါ့နော်အဲ့တလိုနေရာမျိုးသွားလိုက်ပါသွားပြီးတော့ခဏလောက်စဉ်းစားလိုက်ပါအဲ့မှာပေါ်လာလိုက်မယ်ပေါ်လာတဲ့အတွေ့မြင်လာတဲ့ဟာဒီကိုယ့်အတွက်အကျိုးပေးသောထီကနန်းလို့သတ်မှတ်လိုက်ပါမြင်လိုက်ပါ နားလည်လိုက်ပါကဲညံ့တာဒီပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရအနေနဲ့ကတော့ငါလွတ်ချင်းအားဖြင့်အညံ့နေအားလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်စနေသားသမီးများတွေဒီမှာပဲညီကုန်းချုပ်ပြရစေ